ကဲကျွန်တော်တို့မနက်ကရှစ်ပရိပြပြီးသွားပြီเนาะရှစ်ပရိနဲ့ကျွန်တော်လေး၃ည၄ထောက်တယ်။သုံးပရိနဲ့၄၅၄ထောက်တယ်။နောက်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ပြီးတော့ နှစ်ပတိုင်းနဲ့363 3ပတိုင်း10ပတိုင်းနှစ်ပတိုင်းဘာရှိသေးလဲမသိတော့ဗျမမီတော့ဘူးเนาะထားရတော့အခုဒီနားမှာကျွန်တော်တို့အကျဉ်းနှိရေကြိုက်ကြီးဖြစ်နေတယ် line တစ် line အကျဉ်းကြီးကြိုက်ကြီးပေါ့เนาะကျင်းကကြီးဖြစ်နေတာသူကရှေ့ပေါင်း3ယူမလား4နောက်ပဲယူမလားပေါ့ကျွန်တော်ကနောက်3ခန်းနဲ့ကစားရင်4ပဲယူမှာပဲ အဲ့တော့ तू ကလေးကကိုအရင်ပြမယ်နော်ကျွန်တော်တို့ဒီနေရာမှာတုံညာခါတစ်ခါဒီတုံညာတစ်တုံညာတစ်လို့ဖြစ်ပြီသူ့ဇောင်းမှာကျွန်တော်ရှေ့နှလုံးပေါင်း6လို့ရိုက်တယ်နော်တေးနေ3 4 5 6ခွန်8 9 10ချိန်ဆင်းသွားလိုက်အဲ့ဒီ10ချိန်ဆင်းသွားလိုက်လို့ရှိရင်ခုနတုံညာတစ်ပြီးတော့ခုတုံညာတုံညာလို့ဖြစ်တယ်သူ့ဇောင်းမှာရှေ့ပေါင်း5လို့ နော်တုံညာ1တုံညာ6เนาะတုံညာ1ပြီးတော့တခါတုံညာ5လို့တခါလာတယ်အခုတခါဆယ်ကြိမ်ထက်ဆင်းမယ်1 2 3 4 5 6 7 8 9ဆယ်ကြိမ်ထက်ဆင်းရင်တုံညာ4တဲ့နော်သူကလည်းတုံညာခါကူခါဆောင်မှာเนาะအဲ့တော့တုံညာ9တုံညာ3ညာတုံညာ1เนาะသူအဲ့ဒီနှလုံး1 ဒီနှလုံးတုံညာဒီနှလုံးကကိုเนาะအဲ့တော့သူကိုကျွန်တော်တို့ကဒီနှလုံးတစ်ပါဝါရှေ့ပေါင်း6ကိုထည့်သလားဒါဆိုရင်ဒီနှလုံးတုံညာရဲ့ပါဝါရှေ့ပေါင်း9ထည့်သလားဒါဆိုရင်ဒီနှလုံး9ပါဝါရှေ့ပေါင်း4လို့သူထည့်သလားအဲ့ဒါဆို10ချိန်ထပ်စင်းမယ်1 2 3 4 5 5ဒီမှာရောက်သွားပြီ 6 9ချိန်ထက်စင်းတော့ तू က3ည8ထက်ဖြစ်နေသေးတယ်เนาะအဲဒီ3ည8ကြီးထက်ဖြစ်နေတော့ဒီ3ည8နှလုံး8ရဲ့ပါပါ ရှေ့ပေါင်း3လို့မြန်ထဲမလားเนาะအဲ့တော့ break 9နဲ့ကျွန်တော်ထည့်မယ်4 4เนาะအဲ့တော့ तू က break ဒီတစ်ခုမှာတော့ သုံးပိတ်ကြီးဖြစ်တယ်ပေါ့ဗျာเนาะထားလိုက်တော့ကျွန်တော်တို့ဒီသုံးပိတ်ကိုတော့ကျွန်တော်တို့မယူတော့ဘူးကျွန်တော်ကနောက်သုံးခတ်ပဲကစားခြင်းလာဒါပေမဲ့ site က40ပြေးနေတယ်ဆိုတာလေးကိုပြောပြတယ်เนาะအဲဒီ3ည1သူ့ဆောင်မှာခြေပေါင်း6ကို3ည6လို့ထည့်3ည1ပြီးတော့တခါ3ည3ညခြေပေါင်းက3ည9ရှိပောင်း၄ဒါဆိုရင်ဒီမှာအခု3ည8လို့ဖြစ်လို့သူ့ဆောင်မှာရှိပောင်း3မလား အဲ့ဒီမှာကျွန်တော်ကဒီ၄နောက်ပိတ်ကိုကစားခြင်းတယ်နော်၄နောက်ပိတ်တွေကိုကျွန်တော်ကစားခြင်းတယ်အဲ့ဒီနေရာမှာလည်းကျွန်တော်က၄နောက်ပိတ်နေပဲကျွန်တော်ထည့်ခြင်းတယ်အဲ့ဒီ၄နောက်ပိတ်ကို6 8အခုတခါခွန်လို့ကျွန်တော်ထည့်ဗရိတ်နော်အဲ့ဒါ၄6 4ဆိုတာကြီးဖြစ်သွားတာပေါ့လေနော်အဲ့ဒီ၄6 4က ျွန်တော်ကနည်းနည်းဒီကနန်းကိုကြောက်တယ်မွေးဆိုင်တွေလည်းရှိတယ်နှက်ကဆိုင်တွေလည်းရှိတယ်နောက်တစ်ချက်ကအဲ့ဒီ64ဝန်းကျင်ကြီးပြုတ်ကြလာမှာကိုကျွန်တော်ကြောက်တယ်အဲ့ဒီကောင်ကိုကြောက်လို့64ဝန်းကျင်ကိုပြုတ်ကြပြီးအပူးခွထွက်သွားမှကြောက်လို့အဲ့ဒါကိုကျွန်တော်တွေးထည့်လိုက်တာအဲ့တော့ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့နောက်၄ကတ်ကို၄နောက်ပိတ်ပရိတ်၉ပဲယူမယ်နော်၄နောက်ပိတ်ပရိတ်၈၄နောက်ပိတ်ပရိတ်ခွန်နော်အဲ့သူကတော့၄ကတ်ရှိတယ်ကျွန်တော်တော့၃ကတ်နဲ့ဖြတ်ပြတယ်နော် ဖြတ်တွေးတယ်ပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့၅ဆုံးနဲ့ခုနှစ်သေးပါ၅ဆုံးနဲ့ခုနှစ်ထဲမှာ၅ခါ၄ထိပ်ပေါ့နော်၅ခါ၄ထိပ်လို့ဖြစ်တယ်တခါတည်း၅ဆုံးနဲ့ခုနှစ်ထဲမှာ၆ခါ၅ထိပ်လို့ဖြစ်တယ်စီနီယာတွေသွားတယ်နော်အခုဒီမှာခွန်ခါ၆ထိပ်နော်ဒီကခွန်6ဒပွင့်6တခါ6 5 အခုတခါ nga 4လို့သူဖြစ်လာတာဖြစ်ပြီးရင်သူ့ရဲ့ဘေးမှာဒီနှလုံးက6ခုဒီ6ပေါင်း6ရဲ့ဇောင်းမှာ break ခွန်လို့သူထွက်တယ်เนาะအဲဒီနှလုံးက6ထည့်လိုက်ပြီတခါဒီမှာဒီနှလုံးကိုကျွန်တော်6လို့ထည့်လိုက်မယ်သူကတော့၄ထည့်စီပုံတွေရိုက်တာပဲเนาะအဲ၄ထည့်စီပုံတွေရိုက်တယ်ဗောဗျာ break ခွန်ပေါ့6ပေါင်း6ရဲ့ဇောင်းမှာ အဲ့ဒီရှေးပေါင်းရှစ်ကိုကျွန်တော်တို့ကဒီနှလုံးရှစ်နဲ့ဗရိတ်ခွန်လာဒီရှေးပေါင်းကိုဒီနှလုံးကိုနဲ့ဗရိတ်ခွန်လာလာဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဒီနှလုံး30ဖြစ်အောင်လေးထည့်လိုက်တော့ဒီနှလုံး30ကိုဒီနှလုံး30ပေါ့ဗျာအဲ့ဒီနှလုံး30ကိုဒီနှလုံး30လို့ထည့်ပြီးဗရိတ်ဆက်ခွန်ထွဲမလာနော်ဒီလိုလဲတွေးလိုက်သေးတယ်ဟုတ်ပြီအဲ့ဒီမှာ လေးထည်စည်းပုံတွေဘာလို့ရိုက်တယ်ဆိုတော့ဒီ break 1နဲ့ break 3နဲ့ပေါင်း4ကကျွန်တော်ကဒီနေရာကို4ထိတ်လို့ထည့်တာဒီမှာ break 1နဲ့ break 3နဲ့ပေါင်းနေ4ရဒီနေရာကျွန်တော်4ထိတ်လို့ထည့်တာဒီမှာ break 3ညာနဲ့ break 4ပေါင်းနေ4ကိုဒီနေရာမှာကျွန်တော်4ထိတ်လို့ကိုထည့်မှာနော်အဲ့တော့4ထိတ်လို့ထည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီနှလုံး4 4 5 4 6 4 เนาะไอ้6 4 30ดิดีมา30 5 4ณาลงโกอ่ะดีมา9 4 4ณาลง8ก็ดีมา8ถั่วနေတဲ့ပဋိသည်ခွန်ပုံတွေถั่วတယ်ခွန်ပုံတွေပြီးခဲ့တဲ့ဘွယ်လည်းဒီပဋိခွန်ချုပ်သွားတာကျွန်တော်เนาะအဲ့သူကတော့အစားရရပေါ့ခွန်ပဋိကျွန်တော်တို့ထည့်လိုက်မယ်ထည့်လိုက်တော့ခုနကကျွန်တော်ပြောတယ်နော်၄နောက်ပိတ်ဗရိတ်9နောက်ပိတ်ဗရိတ်8နောက်ပိတ်ဗရိတ်79ဆိုပြီးတော့ဝင်လာမှာကြောက်လို့နော် အဲ့သူကရှိတ်မှာအတိအကျအကုန်လောက်ထားတာနော်3ည1 3ည3ည3ည9အခု3ည8အဲ့ဒါ7တစ်ဖြတ်ဆင်းလာတဲ့ line ပဲဟုတ်ပြီအဲ့တော့လေးနောက်ပိတ်ဗရိတ်ခွန်ကို၄ထိပ်ဗရိတ်ခွန်နဲ့ကျွန်တော်ကထည့်လိုက်ပြီပေါ့၄9 4ဆိုပြီးထည့်ချလိုက် အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီ၅ဆုံးနဲ့ခုနှစ်ထဲကခွန်ထိပ်စည်းတပွဲကြော်မှာဗရိတ်၅ခွန်ထိပ်စည်းတပွဲကြော်မှာဗရိတ်၆ခွန်ထိပ်စည်းတပွဲကြော်မှာဗရိတ်ခွန်နော်စကြတဲ့ခွန်ထိပ်စည်းဖြစ်ကမယ်စကြတဲ့ခွန်ထိပ်စည်းဖြစ်ကမယ်စကြတဲ့ခွန်ထိပ်စည်းဖြစ်ကမယ်ဟုတ်ပြီအဲ့ဒီခွန်ထိပ်ဗရိတ်၅လို့ရိုက်တယ်နော်သူကသူ့ဘေးမှာကိုးခါးလေးရဲ့ဘေးမှာသူကထွက်တာဒီမှာလဲကိုးခါးဘေးမှာပဲသူထွက်တာအဲ့တော့ကိုးခါးဘေးမှာသူထွက်တယ်နော် အဲကိုးကားဘေးမှာသူထွက်လိုက်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီမှာသူ့ရဲ့ခွန်ထိတ်ပရင်ငါလို့ဖြစ်တယ်သူ့ရဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်လို့နောက်ပိတ်နှလုံးထောင်နော်နောက်ပိတ်နှလုံးထောင်နဲ့ထိတ်နှလုံးက၈နဲ့ဗရိတ်ခွန်လို့သူပြန်ကစားတယ်အဲ့ဒီထိတ်နှလုံး၈လို့ထည့်တာနဲ့ဒီနှလုံး၆လို့ထိတ်နှလုံး၆လို့ဖြစ်တာနဲ့သူကသွားအန်ခိုက်ကြတယ်ပေါ့ဗျာနော်ဒါဆိုရင်ဒီမှာလဲခွန်ထိတ်စီးရိုက်ပြီး 6ပရိရိုက်ပြီးကိုခါပေးမှပဲရိုက်တယ်သူ့ရဲ့အောက်မှာအပိတ်တူအပိတ်ကစားတယ်အပိတ်တူအပိတ်ကိုပရိတ်ခွန်လို့ပဲရိုက်တယ်အဲခုနကကျွန်တော်ကထိတ်နှလုံးကိုရှေ့လို့ပြောတယ်အခုထိတ်နှလုံးကိုကျွန်တော်တို့ကိုးလို့ရိုက်လိုက်ပြီးတာနဲ့ဒီနှလုံးကလည်းခွန်လို့ဖြစ်တယ်နော်အဲဒီနှလုံးက6လို့ဖြစ်တယ်6ခွန်အခုဒီနှလုံးကိုရှစ်လို့ဖြစ်ကြမယ်ထဲနှလုံးကို30လို့လည်းဖြစ်ကြမယ်ဆိုတော့၄ထိပ်စီဝင် အဲ့ဒီ၄ထိပ်စီဝင်လိုက်တော့ကျွန်တော်တို့ဒီခွန်ထိပ်ဗရိတ်ခွန်လိုရိုက်တယ်သူ့ရဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်ကစားရမယ်၄နောက်ပိတ်၄ထိပ်စီနော်အဲ့ဒီမှာထွက်တဲ့ကဏ္ဍဒီဗရိတ်ခွန်ပုံဒီသူထွက်တယ်အဲ့တော့ဗရိတ်ခွန်ပုံဒီထွက်အောင်ဆိုရင်၄၉၄ဆိုတဲ့ကဏ္ဍတကွယ်ပဲကြာတယ်နော်ဟုတ်ပြီလားအဲ့လိုလဲကျွန်တော်တွေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့နောက်တစ်ချက်နည်းနည်းတော့နည်းနည်းတော့ ထည့်ပြောခဲ့ကျွန်တော်ဗရိတ်ခွန်ပုံသေးမယူတော့ဘူးပြီးခဲ့တဲ့ပွဲအရလို့ပေါ့ကျွန်တော်တို့ဗရိတ်ခွန်ပုံသေးယူတယ်မှားတယ်သူကတခြားဗရိတ်နဲ့အွှေ့နဲ့ရိုက်တယ်အခုလည်းကျွန်တော်တို့ဒီနေရာမှာဗရိတ်ခွန်မယူတော့ပဲနေတခြားကဏ္ဍနဲ့လှည့်ယူကြည့်ရင်ရောယူလို့ရလားရတယ်နော်ဘာလို့ရတော့ဆိုတော့အဲ့ဒီဗရိတ်ခွန်ဒီသူကနေ1 2 3 4 5ဆင်းနဲ့ပေးမှာထိတ်နဲ့ခါနဲ့ခွန်ခွန်3ညနဲ့ပဲသူကခွန်ခွန်ပြီးတော့မှဗရိတ်ခွန်လို့သူရိုက်သလား တေးနေတေး1 2 3 4 5ဘွယ်စင်းနေပြီမှာအခုဒီမှာတေး1 2 3 4 5ဘွယ်စင်းနေပြီမှာခွန်ခါတုံညာထိတ်နှလုံးခွန်ကိုခွန်ပရိတ်လို့ရိုက်သလားဒါဆိုရင်အခုကျွန်တော်တို့ဒီမှာတေး1 2 3 4 5 5ဆင်းသွားတဲ့ဘေးမှာ3ခါနဲ့တုံညာထိတ်တုံညာထိတ်စီရတော့ပုံသေးပေါ့လေနော်ဒီလုံးသုံးကိုဒီနေရာပရိတ်3လို့ရိုက်မလားရိုက်မယ်ဆိုရင် 454ဆိုတဲ့ခဏလေးဒါရန်ထားပေါ့เนาะအသုံးပရိတ်တွေလည်းကျွန်တော်ပြထားပြီးသားပဲဟုတ်တယ်မလားအဲ့တော့အခုကျွန်တော်တို့ကဘရိတ်ခွန်ပုံသေးကျွန်တော်တို့ရိုက်ကြည့်မယ်ဆိုရင်ဒါ၄ထိပ်ဘရိတ်ခွန်ဒီကောင်၄နောက်ပိတ်နဲ့ဘရိတ်ခွန်ဒီကောင်၄အခွားနဲ့ဘရိတ်ခွန်နော်အဲ၄အခွားနဲ့ဘရိတ်ခွန်ဆိုတော့အဲကောင်ကိုကျွန်တော်ကနည်းနည်းစဉ်းစားတာပြီးတော့မှလည်းကြောက်တယ်ပေါ့နော်အဲကျွန်တော်တို့ဟိုဘက်နှစ်ကတော့ကစားခဲ့ဘူးပါတယ် နော်တခါကွာလေးရိုက်တယ်အဲ့ဒီလေးကသူ့ရဲ့နောက်နှစ်မှာလေးထိပ်စီတစ်လုံးပဲကြတယ်ကြတော့ကိုပါပါလေးထိပ်ဆိုပြီးသူကလေးထိပ်စီတစ်လုံးထည့်တယ်အဲ့ဒီကိုကိုဇောင်းသုံးလုံးသူကကိုလိုရိုက်တယ်သူ့ဇောင်းမှာထွက်တဲ့ခဏကအဲ့ဒါအဘူးခွားပဲနော်ဒါဆိုရင်နောက်တစ်ချက်ဒီမှာနေဦးမှာကွာလေးရိုက်တယ်အဲ့ဒီလေးကသူ့နောက်နှစ်မှာလေးထိပ်တစ်လုံးပဲကြမယ်လို့ကျွန်တော်လိုင်းပေါ်မှာអော်ခဲ့တယ်နော်ဒီလေးကဒီကိုထိပ်စီဘေးမှာထွက်ကမယ် ကိုးပါပါထိတ်သုံးလုံးကအဲအဲ့ဒီကိုးထိတ်ကိုထိတ်သုံးလုံးကကိုးလို့သူရိုက်တယ်เนาะရိုက်ပြီးတော့မှသူ့ဆောင်မှာကျွန်တော်တို့အပူခွာထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာတခါကွာလေးရိုက်တယ်သူ့နောက်နှစ်မှာမနစ်ကကျွန်တော်ပြောခဲ့တယ်လေးထိတ်ကတစ်လုံးပဲကြာမယ်เนาะကိုးထိတ်စီဘေးမှာကြာမယ်ဆောင်းသုံးလုံးကိုးလို့ရိုက်မယ်အဲသူ့ဆောင်မှာကျွန်တော်တို့အပူခွာကစားမယ်เนาะဟုတ်ပြီအဲ့ဒီမှာเนาะကျွန်တော်တို့ဒီထိတ်စီသုံးလုံး ငါ6ဆိုတော့6နဲ့ပေါင်းရင်10အဲ့10ကိုဒီဆောင်သုံးလုံးက10လို့သူရိုက်တယ်နော်တခါ6 6ဆိုတော့ဒီသုံးလုံးက1ဖြစ်နေလို့ဆောင်သုံးလုံးကိုသူက1လို့ရိုက်တယ်အခုတခါ6 6 8ဆိုတော့10လို့ရိုက်လို့ဒီဆောင်သုံးလုံးကို10လို့ရိုက်မယ်ဆိုတာ၄ထိပ်စီလေးထိပ်စီနဲ့အပူအခွာရိုက်မလားအဲ့ဒီလေးထိပ်စီဒီ နောက်တစ်ချက်သူကဒီဘက်ကနေပြန်ပြေးလာတာရှိတယ်ကျွန်တော်ဒီနားမှာရှေ့ပေါင်းရှစ်လို့ရှိတယ်နော်အဲ့ဒီရှစ်ဒီနှစ်ပင်ကျော်မှာရှစ်ထိတ်လို့ခစားရတယ်ဒီမှာရှေ့ပေါင်းရှစ်လို့ရှိတယ်အဲ့ဒီရှစ်ဒီနှစ်ပွဲကျော်မှာရှစ်ထိတ်လို့ခစားရတယ်ဒီမှာရှေ့ပေါင်း6ရှိတယ်အဲ့ဒီ6ဒီနှစ်ပွဲကျော်မှာ6ထိတ်လို့ခစားရတယ်နော်ဒီခြေပေါင်း6ဒီနှစ်နှစ်ကျော် အခုဒီနေရာမှာရှေ့ဘောင်းက၄ဖြစ်နေတော့အဲ့၄ဒီနှစ်ပွဲကျော်ဒီပွဲကို၄ထိပ်ကစားမလားကစားမယ်ဆိုရင်၄ထိပ်နဲ့အပူကစားမယ်နော်အဲ့တော့ဒီ site ကလည်း၄ထိပ်နဲ့အပူဒီ site ကလည်း၄ထိပ်နဲ့အပူဒီ site က၄နောက်ပိတ်နဲ့အပူလားပရိတ်ခွန်လားဗျာအဲ့တော့သူကတော်တော်ဒီလိုမျိုးဖြစ်နေဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဟိုဘက်နေ့ရပြခဲ့ပါတယ် ကိုကိုခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ပြခဲ့တဲ့နေရာမှာတစ်ချက်သတိထားမှလေးရှိအဲ့ဒီမှာကျွန်တော်အချွေနဲ့ပြခဲ့တာတကယ်လို့အချွေကိုကျွန်တော်တို့ဦးစားမပေးဘဲနဲ့အဲ့ဒီမှာအတွေးတစ်ချက်တွေးကြည့်တာပေါ့ကိုခါပရိတ်ကိုလို့ရိုက်တယ်တစ်နှစ်ကျော်မှာရှစ်ခါနဲ့ပရိတ်ဆက်တဲ့အဲ့ဒီဆက်တဲ့ပရိတ်ဒီအဲ့ဒီနှစ်ထဲမှာဆက်တဲ့ပရိတ်လို့ပြန်ကြတာ ਨੇ သူ့ဆောင်မှာပါဝါတဲ့ွယ်လို့မစင်စားမိဘူးလားเนาะဒါတစ်ချက် ဒီကနေ့သူရှိနေကကနန်းလို့ကောက်ယူလိုက်ရင်လည်းကျွန်တော်ပြောသလိုပေါ့နော်ကုကုခွန်ထွက်တယ်ဒါဆိုရင်ဒီမှာတုံညထိတ်ပရိတ်တုံညလို့ရိုက်တယ်တပွဲကြုံမှာခုနက17ပရိတ်ပြီးတော့10ပရိတ်လို့ရိုက်တယ်အဲ့ဒီ10ပရိတ်နောက်တစ်ချိန်10ပရိတ်လို့ပြန်ကြသူ့ဆောင်းမှာပါဝါတရွဲမထွက်ဘူးလားဒါဆိုရင်အခုကျွန်တော်တို့တစ်ထိတ်ပရိတ်1တနစ်ကြုံမှာပရိတ်9ရိုက်တယ်အဲ့ဒီ9နောက်တစ်ချိန်ပြန်9လို့ကြားလိုက်တာနဲ့သူ့ဆောင်းမှာပါဝါတရွဲမထွက်နိုင်ဘူးလား ထွက်နိုင်တယ်ဆိုခုနကကျွန်တော်ပြောတဲ့၄၉၄ဆိုတဲ့ပဲနဲ့ထွက်လို့မရဘူးလားเนาะဟုတ်ပြီဘာလို့အဲ့လိုပြောတော့ဆိုတော့အဲ့ဒီမှာရှစ်ခါနဲ့ဗရိတ်၁၁ခွန်ခါနဲ့ဗရိတ်၁၆ခါနဲ့ဗရိတ်ကိုအဲ့ဒီရှစ်ခါဒီအဲ့ဒီနှစ်ထဲမှာပထမဦးဆုံးเนาะပထမဦးဆုံးသိကြနားထောင်ပထမဦးဆုံးကြလိုက်တဲ့ရှစ်ထိတ်စီသူ့ဆောင်မှာ၄အပူးထွက်တာနောက်ဘူးထွက်တယ်เนาะသူကတော့နောက်ဘူးထွက်တယ် ဒါဆိုရင်ကျွန်တော်တို့ခွန်ခါနဲ့ဘရိတ်ဆက်အဲ6ခါဘရိတ်ဆက်တက်ပြီးတော့ခွန်ခါနဲ့ဘရိတ်တက်ဆယ်အဲ့ဒီခွန်ခါဒီနောက်တစ်ကြိမ်ခွန်ထိပ်စီစကြခွန်ထိပ်နော်ခွန်ထိပ်စကြနော်အဲ့တော့ခွန်ထိပ်စီစကြတာ ਨੇ သူ့ဆောင်းမှာ၄အပူထွက်တယ်နောက်ပူကြီးထွက်တာပဲသူကတော့နော်အဲကျွန်တော်တို့အလှည့် ဒီမှာ6ခါနဲ့ဘရေကိုးရိုက်လို့အဲ့ဒီ6ဒီနောက်တစ်ချိန်6ထိပ်စီးလို့ပြန်ကြလိုက်တာနဲ့သူ့ဇောင်းမှာလေးအပူဗျာလေးအပူလေးအပူဆိုရင်ဟိုလေးလေးလာနော်ကျွန်တော်ပြခဲ့တာအဲ့ဒီညက994နဲ့99ခွန်နှစ်ကွက်ထိုးပြအောင်ထိုးလို့ပြောခဲ့တယ်ဒီဆိုင်မှာအကွက်ရွှေနဲ့99ခွန်ထည့်လို့ရတယ်လို့ဒီ6ဒီ6ထိပ်လို့ပြန်ကြသူ့ဇောင်းမှာအပူကိုထည့်မယ်ဆိုရင်လေးပူကိုသူကပြတာ ိုလဲရောက်မှနောက်မဘူးပဲခွာထွက်သွားမယ်နော်အဲနောက်ဘူးရမယ်ဆိုရင်လေလွယ်လွယ်လေးဟောလေးထွိုင်ထိုးချလိုက်ပြီးနေတဲ့အလုပ်ကိုတပွက်သေးသွားဟုတ်တယ်မလားအဲ့ကျွန်တော်တို့ site ကိုအကုန်လုံးပြန်စစ်ကြည့်လိုက်ဒီ break တပြန်ကြတော့သူ့ဆောင်မှာ power တဒွဲလို့ကျွန်တော်တို့မြင်လိုက်မယ်တခါဒီရှစ်ခါဒီ ရှစ်ထိတ်လို့ပြန်ကြလိုက်တာနဲ့သူ့ဆောင်မှာအပူအခွားကို၄ပူးတာကဲဒါဆိုရင်ဒီပြိတ်တုံညသည်တုံညလို့ပြန်ကြသူ့ဆောင်မှာပါဝါတရွဲလို့တွေးလိုက်မယ်ဒီခွန်သည်ခွန်ထိတ်လို့ပထမဦးဆုံးပြန်ကြလိုက်တာနဲ့သူ့ဆောင်မှာ၄အပူလို့ယူဆလိုက်မယ်ကဲအဲ့တော့ဒီပြိတ်ကိုကိုပြိတ်လို့ကြပြီသူ့ဆောင်မှာပါဝါတရွဲ ဒီ6ခါတည်း6ထိတ်လို့ကြရင်သူ့ဆောင်မှာ4အပူကြပါထိုးမလဲကိုလေး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 ကိုလေးကိုလေးဒီကိုယ်ကပဲရှိတယ်နော်ကဲဟုတ်ပြီအဲ့ဒါကထားလိုက်တော့ဗျာနော်ကျွန်တော်တို့4ပူလာမလားဒါ4ထိတ်ပြီးမလားဗောနော်အဲဒီ site ကလည်းဒါ လေးထိတ်စီလေးအပိတ်နဲ့ကစားမလားပေါ့သူကနောက်ပိတ်နှလုံးထောင်ရမှာဟိုနော်ဒီမှာလဲနောက်ပိတ်နှလုံးထောင်ရမှာဒါလဲနောက်ပိတ်နှလုံးထောင်ရမှာနော်ထောင်တဲ့နေရာမှာဗရိတ်ခွန်နေနဲ့ထောင်တယ်လို့တော့သူမြင်တယ်ခွန်ချင်မှလဲခွန်မှာနော်ပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့ခွန်ကိုတဇုတ်ထိုးလိုက်ပလိုက်လို့ကျွန်တော်တို့ခံလိုက်ရတယ်အဲ့တော့ဒီဘွဲကိုခွန်ကိုတော့တဇုတ်ထိုးမလိုက်ဘူးအပူကိုတော့တဇုတ်ထိုးလိုက်မယ်ကြိုက်ရင်လဲချမကြိုက်ရင်လဲမချနော်အဲ့ဒီ site ကလည်းလေးထိတ်နဲ့ ဗရိတ်ခွန်၄ထိပ်ဗရိတ်ခွန်၄ထိပ်ဗရိတ်ခွန်လို့လည်းဒါသူပြတယ်ပေါ့နော်အဲဒီကောင်ကလည်း၄နောက်ပိတ်ဗရိတ်ကို၄နောက်ပိတ်ဗရိတ်ရှစ်ကိုဒီမှာ၄နောက်ပိတ်ဗရိတ်ခွန်လို့သူပြတယ်နော်အဲပြီးခဲ့တဲ့ဘွယ်ထိုးတဲ့1 2 4ကြီးလည်းပြန်ထွက်နေအောင်မယ်အဲဒီမှာတဲ့နေုံကျွန်တော်ခုနကတော့အဲကောင် အချက်ဒီဆိုင်မှာနည်းနည်းလေးဟသွားတာရှိလို့ကျွန်တော်မပြောတာเนาะကျွန်တော်တို့ဒီနှလုံးတက်เนาะတက်တုံညာဆောင်မှာရှေ့ပေါင်း6ကိုသူကဒီမှာတုံညာခါတစ်ချက်ခံလေးတယ်ဒီတုံညာနဲ့မြန်လှမ်း6သလားဒါမျိုးလေးတွေးကြည့်တာပေါ့เนาะဒါဆိုရင်ဒီနေရာမှာတုံညာတုံညာလို့ရရှေ့ပေါင်း9ကလေဒီမှာတုံညာခါခံလေးတာဒီတုံညာကမြန်ဒီမှာတုံညာ9လို့ရိုက်သလား ဒီမှာ309လို့ဖြစ်တော့ကျွန်တော်တို့က9ပါပါရှေ့ပေါင်း4ကို304ထွက်တော့ဒီမှာလဲ309ခါနဲ့လာ4တာဟုတ်เนาะဒီမှာ309ခါတစ်လုံးထောက်သေးတာဒီမှာကြတော့309ခါကြီးမထောက်တော့ဘူးခွန်ခါကြီးထောက်တာအဲ့ဒီခွန်ကြီးကမြန်ဒီနေရာမှာလာပြီးရှေ့ပေါင်း3ဆိုရင်ခွန်64ဆိုတဲ့ဗလန်းကြီးလည်းဖြစ်သွားဦးမယ်เนาะဒါသတိပေးတာပါကျွန်တော်တို့ကအဘူးမဟုတ်ရင်မထိုးဘူးအဲ့တော့639ငါတို့က939 4 3ညာဟာမင်း3 3ညာပါလို့မထဲတော့ထဲရင်ရတယ်ထဲ နော်မွေးကနန်းရှိတယ်ဒါသဘောပြောပြတာပါနော်စိုက်အရာကဒီလိုကြီးကတော့ဗျောင်မပေးတော့တော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ရှေ့ပေါင်းသုံးဖို့တခြားခန်းနဲ့သုံးသွားဖို့ဖြစ်နိုင်တယ်လို့၄ကိုနောက်သုံးခန်းနဲ့၄သုံးခန်းရိုက်သွားနိုင်တယ်လို့ပဲတွေးတယ်နော်ဒါကျွန်တော်အတွေးကိုပြောပြတာအဲ့ဒီလို6ခွန်နဲ့သုံးသွားမလား၄9နဲ့သုံးသွားမလားကိုယ့်ကိုစဉ်းစားပါလိမ့်နော်စိုက်အရာကတော့သူကသုံးတုံညာရှိတယ်အငိမ့်ရိုက်ထိုင်တာ ကျွန်တော်ကခြေခဲပြီးပါဝါနဲ့အပူးနဲ့လေးကိုလို့ထည့်တာအဲ့ဒီမှာတည်တည်ချာချာပြန်ကြည့်လို့ဒီခွန်ဒီခွန်နဲ့ခြေနှလုံးကိုသုံးရပါမယ်ဆိုခွန်ချောင်းလေးလို့တော့ဝတ်သေးထွက်တာနော်အဲ့ဒါကိုယ့်ကို ကြိုက်တာပါဆွဲထိုးကျွန်တော်ကတော့အပူးတစ်ခွက်ပဲကြိုက်လို့အပူးတစ်ခွက်ပဲပြတယ်နော်ဟုတ်ပြီနော်ကြာလာလို့မဲကြိုက်ရင်ထိုးမကြိုက်ရင်မထိုးပါနဲ့